thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်အကြံဖတ်မင်းအောင်လိုင်းတို့ကိုတီးကြစီတွေ့ဆုံခဲ့မှုအပေါ်နှစ်ဖက်စလုံးကကန့်ကွက်မှုမရှိဘဲအပြုသဘောဆောင်နေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါကအမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်နဲ့စစ်ကောင်စီခေါင်းဆောင်အကြံဖတ်မင်းအောင်လိုင်းတို့ကိုတီးကြစီတွေ့ဆုံခဲ့မှုအပေါ်နှစ်ဖက်စလုံးကကန့်ကွက်မှုမရှိဘဲတွေ့ဆုံမှုမှာအပြုသဘောဆောင်ကြောင်းမလေးရှားဝန်ကြီးချုပ်ကသတင်းထုတ်ပြန်ပါ ါတယ်ဒီကနေ့မနက်ပိုင်း NUG ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မလေးရှားဝင်ကြီးချုပ်တို့အကြားမိနစ်40ကြာအွန်လိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းတွေ့ဆုံဆွေးနွေးမှုမှာအရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများမြန်မာပြည်သူများထံကိုပေးနိုင်ဖို့နဲ့အကူအညီလိုအပ်နေသူများထံကိုအကူအညီများရောက်ရှိရေးကိုအဓိကဆွေးနွေးခဲ့ကြောင်းသိရပါတယ်တွေ့ဆုံဆွေးနွေးမှုအတွင်းဆက်လက်ပြီးတွေ့ဆုံဆွေးနွေးဖို့အရင်ကြီးကြောင်းအခွင့်အရာနဲ့ကတင်တော်တဲ့အချိန်မလေးရှားနိုင်ငံကိုလူကိုယ်တိုင်လာရောက်တွေ့ဆုံလို့ရတယ်လို့ NUG ဝင်ကြီးချုပ်ကဆိုခဲ့ကြောင်းသိရပါတယ်အကြံဖက်မင်းအောင်လိုက်နဲ့ တွေးဆောင်စဉ်ကလည်းတွေးဆောင်မှုမှာအပြုသဘောဆောင်ပြီးနှစ်ဖက်စလုံးကအခုတွေးဆောင်မှုပေါ်တစ်ဖက်နဲ့တစ်ဖက်ကန့်ကွက်မှုမရှိကြောင်းယုံကြည်မှုတည်ဆောင်ရေးကမရှိမဖြစ်လိုအပ်ပြီးအာဆီယံဥဆောင်နဲ့ကြိုးပမ်းမှုအဖြစ်ဆက်လက်တည်ရှိနေဖို့အရေးကြီးကြောင်းမြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအမျိုးသားပြန်လည်တည်မြဲရေးငြိမ်းချမ်းရေးအတွက်သက်ဆိုင်သူအလုံးနဲ့ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့တွေးဆောင်ပွဲကို NUG ဝန်ကြီးချုပ်ဘက်ကနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကြီးဦးကျော်မိုးထွန်းဝန်ကြီးချုပ်ရ ုံမြဲတဲ့အတွင်းဝင်တို့တင်ရောက်ခဲ့ကြကြောင်း NUG ဝင် NUG ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်စီမှသိရပါရယ်ဆက်လက်ပြီးမြန်မာမှာတိုက်ပွဲတွေရတံပိုးစစ်ကောင်ဆောင်ကိုမလေးရှားဝင်ကြီးချုပ်တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်ဆောင်နဲ့ AP 19ရက်ကတွေးဆောင်စဉ်အတွင်းနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုတွေရဆဲဖို့တိုက်တွန်းခဲ့တယ်လို့အာဆီယံအလဲကြောင်းဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်အန်ဝါဣဘရာဟင်ကထုတ်ပေါ်ပြောကြားထားပါရယ်မလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းလူထောင်ပေါင်းများစွာတိုက်ဆုံခဲ့ရပြီးရနောက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေဆောင်ရွက်ဖို့ အတွက်တိုက်ပွဲတွေရတံပုတ်ဝင်ကြီးချုပ်ကတိုက်တွန်းခဲ့တယ်လို့မလေးရှားသတင်းကဖော်ပြပါရယ်ပူချုပ်မူဂျီမင်းအောင်လိုင်းနဲ့ဘန်ကောက်မြို့မှာ AP လ18ရက်ကြာတာပရင်းနေကတွေ့ဆုံခဲ့ပြီးရဲ့နောက်ပဋိပက္ခအတွင်ကအင်အားစုအလုံးနဲ့ထိတွေ့ဆက်ဆံဖို့ဒေသရင်ဂျိုးပတ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ AP လ18ရက်တောက်ကြနေမှာတွေ့ဆုံခဲ့တယ်လို့ဆိုပါရယ်ဒီအတော်အတွင်းအာဆီယံဥက္ကဋ္ဌနဲ့တကောအဖွဲ့ဝင်နိုင်ငံအလုံးရဲ့ဆက်ဆံရေးတွေ့မြင်ဆောင်ရွက်ရေးအပါအဝင်မြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ဖို့ ကိစ္စတွေကိုပုံပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။ဒေါက်တာတပုံးအနေနဲ့နေပြည်တော်မင်္ဂလင်းကျောင်းပြိုပြတ်သွားတဲ့ဟိုတယ်ခီးနိုင်ငံသားကြီးနဲ့လာဝကဝင်ကြီးဌာနရုံများမှအရာရှိနဲ့ဝန်တန်းအချို့ရန်ကုန်ရုံများကိုယာယီပြောင်းရွှေ့ပြီး6လအတွင်းရုံများပြန်ဆောင်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်ကြောင့်ပြိုပြတ်သွားတဲ့ဟိုတယ်ခီနိုင်ငံသားနဲ့လာဝကဝင်ကြီးဌာနရှင်များမှအရာရှိများနဲ့ဝန်တန်းတချို့ရှန်ကုန်ရုံကိုယာယီပြောင်းရွှေ့လာပြီးဖြစ်ကြောင်းဝန်တန်းအတိုင်းဝိုင်းကအတည်ပြုပြောဆိုပါရယ်။ မလ28ရက်နေ့ငလင်ကြောင်လုံဝပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရှုံများအနက်မှာဟိုတယ်ခရီးနိုင်ငံသားကြီးနဲ့လာဝကဝင်ကြီးဌာနရှုံများမှာအရာရှိနဲ့ဝန်တန်းများကိုရန်ကုန်ရုံများကိုရှာရီပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းသိရပါတယ်။ရန်ကုန်မှာနောက်ချံရုံရှိတဲ့ဝင်ကြီးဌာနတွေကရှာရီပြောင်းလာကြပြီးအခုဟိုတယ်ခရီးနိုင်ငံသားကြီးနဲ့လာဝကအရာရှိနဲ့ဝန်တန်းတွေရန်ကုန်ကိုရွှေ့ကြပြီးနေပြည်တော်ဝင်ကြီးရုံတွေက6လအတွင်းပြန်ဆောင်မယ်လို့ပြောတယ်။အခုပြောင်းလာကရှုံဆောင်နေတဲ့ကာလမှာရှာရီပြောင်းရွှေ့ပြီးအလုံးလုံးနေတာဖြစ်တယ်လို့ဝန်တန်းအတိုင်းဝန်ကဆိုပါတယ်။ဒါ ာအပြင်နေပြည်တော်မှာဝင်ကြီးရုံးပြည့်စည်နေတဲ့ဝင်ကြီးဌာနတချို့လည်းမကြမီရန်ကုန်ရှိနောက်ခြံရုံးများနဲ့ပူးတွဲအလုံးလုံးကြမှာဖြစ်ပြီးအဲ့ဒီလိုရန်ကုန်ကိုပြောင်းရွှေ့ခြင်းမှာရန်ကုန်ကိုအုပ်ချုပ်ရေးမြို့တော်ပြောင်းရွှေ့တာမဟုတ်ပဲရုံးများပြင်ဆင်တည်ဆောက်နေတဲ့ကာလမှာယာယီရုံးအထိုင်ပြောင်းရွှေ့ခြင်းသာဖြစ်ကြောင်းပြည့်စည်နေတဲ့ဝင်ကြီးဌာနရုံးများပြန်လည်တည်ဆောက်ပြီးစီပါကဝင်တန်းအလုံးနေပြည်တော်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်မှာဖြစ်ကြောင်းသိရပါတယ်။မလ28ရက်နေ့ငလင်းလောက်ခတ်မှုကြောင့်နိုင်ငံတော်မှာလူနေအိမ်ပေါင်း6000ကျော်ဘုံကြီးကျောင်းနဲ့တီလာရှင်ကျောင်း 3514ကျောင်းစတင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရှုံးအဆောင်3688လုံးတရားပေါင်း155စင်းဖျားစီဒီ9620စုပြည့်စုံရှုံးခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ဆလပီရင်နာကြောင်းမျိုးနယ်မှာလက်မှတ်ကုန်းနယ်မြေရဲစခန်းမှာရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ကလူငယ်နှအုပ်ကိုစစ်မှုထံကင်ဖို့အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရင်နာကြောင်းမျိုးနယ်မှာလက်မှတ်ကုန်းနယ်မြေရဲစခန်းမှာရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ကလူငယ်နှအုပ်ကိုစစ်မှုထံကင်ဖို့အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်ရင်းရဲ့မိတ်ဆွေတွေကပြောကြားခဲ့ပါတယ်။အေပီလ23ရက်နေ့ညနေ9နာရီချိန်ရင်နာကြောင်းမျိုးနယ်36ကျင်းရွာမှာလူငယ်နှအုပ်ဖြစ်တဲ့ကိုစေကိုတရုတ်ကလေးကိုကိုစော်ထက်အောင်တို့ကိုနေအိမ်တွင်ဝင်ရောက်ပြီး အတင်းအကျပ်ဖမ်းဆီးသွားကြောင်းအဲ့ဒီလိုဖမ်းဆီးရမှာ ညီတိပြစ်မှုမှတ်တမ်းနဲ့ပြစ်မှုကျူးလွန်မှုမရှိဘဲစစ်မှုထမ်းကိုင်းဖို့အတွက်အဓိက UTP ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါရယ်။ AB လ73ရက်နေ့ညနေ9:00နာရီအချိန်မှာရှင်းနှံကြောင်းလက်မှတ်ကုန်နေမြေရဲစကန်ရဲရှဲအုပ်ချမ်းမြေအောင်က36ကျေးရွာရဲဝင်ပြီးတော့ကိုစီနဲ့ကိုတရုတ်ကလေးကိုဝင်ဖမ်းသွားပါရယ်။ဘာပြစ်မှုမှမရှိပါဘူး။စစ်မှုထမ်းပတ်စဉ်စနစ်မှာစစ်မှုထမ်းကိုင်းဖို့လို့တော့မိသားစုဝင်တွေကိုပြောသွားပါရယ်လို့မိတ်ဆွေတအုပ်ကဆိုပါရယ်။ရှင်းနှံကြောင်းမြို့နယ်မှာလက်မှတ်ကုန်နေမြေရဲစကန်မှုချမ်းမြေအောင်ကစစ်မှုထမ်းတသားတဲ့စုဆောင်ခြင်းတသားတဲ့အဖြစ်စစ်မှု မထမ်းလိုပါကငွေပေးဖို့ချင်းချောက်တောင်းခံခြင်းရှင်းနေကြောင်း ပင်းချောင်းတနာဂိတ်မှာဂိတ်ချပြီးလမ်းသွာလမ်းလာပြည်သူများကိုငွေညစ်ခြင်းဖမ်းဆီးရိုက်နှက်ခြင်းများလုပ်ဆောင်နေကြောင်းသိရပါတယ်။ရှင်နန်ချောင်းမှာလက်မှတ်ကုံစခန်းမှုကတပ်သားတင့်စုဆောင်နာရီနဲ့ငွေတောင်းခြင်းတွေကိုအယံကိုလုံနေတဲ့နောက်ပြီးတော့ရှင်နန်ချောင်းပင်းချောင်းတနာဂိတ်မှာဂိတ်ချပြီးတော့ပြည်သူတွေသွာလာရေးအတွက်မသွာလာရင်အောင်ထိငွေညစ်တာရိုက်နှက်တာတွေလုပ်နေပါတယ်။အယံကိုစိုးဝါနေတာပါလို့ပြောပါတယ်။ဒါပြင်ရှင်နန်ချောင်းမြို့နယ်မှာနေမြေကန်တပ်ကလည်းခြေရွာတွေဘက်ကိုစစ်ကြောင်းထိုးပြီးလူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲခြင်းများလုပ်ဆောင်နေရရှိကြောင်းခြေရွာများမှာလူငယ်များ များကိုဝင်ရောက်ဖမ်းဆီးပြီးနောက်ရှင်နန်းကျောင်းမြို့ပေါ်မှာစစ်မှုထမ်းတပ်သားတဲ့လူစားတို့အယောင်းဝယ်စိတ်ကွက်ကိုလည်းတပ်ရဲနဲ့မြို့နယ်ချင်းရွာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကပူးပေါင်းရောင်းချမှုတွေလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူတွေကပြောဆိုပါတယ်။ ဆက်လက်ပြီးရန်ကုန်မှာ KPZ ဗန်ဝင်တန်းတသက်စောနဲ့ခင်မွန်စစ်ဘိုးအောင်ပြည့်စုံတို့ကလူပေါင်း30ကျော်ထက်မှဆရာကိုင်းတို့အမျက်ပြီးတဲ့ပုံစံနဲ့ငွေကြေးစုဆောင်လိန်လဲငွေကျပ်သိန်းထောင်ချီပါသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မှာ KPZ ဝန်တန်းတသက်စောနဲ့ခင်မွန်စစ်ဘိုးအောင်ပြည့်စုံတို့ကလူပေါင်း30ကျော်ထက်မှဆရာကိုင်းတို့အမျက်ပြီးတဲ့ပုံစံနဲ့ငွေကျပ်သိန်းထောင်ချီလိန်လဲသွားကြောင်းလိန်လဲခံရသူတို့ကသတင်းဌာနကိုပြောပါရယ်။စစ်အာဏာသိမ်းပြီးနောက် KPZ ဘဏ်ကဘဏ်အကောင့်ဟောင်းများထံမှငွေကြေးထုတ်ယူမှုတွေကိုကန့်သက်ထားခဲ့ကြောင်း အဲ့ဒီနောက် KBZ ဘဏ်မှာငွေကြေးအနှံထားသူတွေကဘဏ်အတွင်မိမိတို့ရဲ့ပိတ်မိနေတဲ့ငွေကြေးတွေကိုဘဏ်မှပြန်ထုတ်နိုင်ဖို့ရာခိုင်နှုန်းပေးပြီးထုတ်ယူနိုင်ဖို့ရန်ကုန်မြို့ပါရမီချော်ရင်ကုန်း KBZ ဘဏ်ဝန်တန်းသက်သက်စွာကလှုပ်ဆောင်ပေးခဲ့ကြောင်းအဲ့ဒီနောက်ယုံကြည်မှုကိုယာယူကရာခိုင်နှုန်းနဲ့အမျက်ပေးတဲ့ပုံစံနဲ့ငွေကြေးများထည့်ဝင်စေကြောင်းအဲ့ဒီနောက်ထည့်ဝင်လာတဲ့ လေပန်းငွေမှာငွေကြက်သိန်းတောင်းချီဖြစ်လာချိန်မှာငွေကြေးအလုံးလင်းလည်းတင်းရှောင်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။ငွေကြေးလင်းလည်းသူ KBZ ဗန်ဝင်တဲ့တသက်ဆောင်ရခင်မောမှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်390ချီမြန်တိုင်ရင်မှာစစ်ဘုံအောင်ပြေဆောင်ဖြစ်ပြီးလက်ရှိအချိန်မှာလင်းများနှစ်ယောက်စလုံးကရှောင်ပြေးနေတာဖြစ်ပါတယ်။ဗန်တွေကငွေထုတ်တာကို limit လောက်ကန့်သလိုက်တော့ရာဂိုင်းနှုံးနေနဲ့အပြစ်နေမှာပြရတယ်။ရာဂိုင်းနှုံးပြပြီးကိုကြိုက်တဲ့လောက်ထုတ်ပေါ်အဲ့လိုပုံစံနဲ့ငွေဘလောက်ထည့်ရင်ငွေကြေးဘလောက်ရာဂိုင်းတော့အမြတ်ရမယ်ဆိုပြီးပြတယ်။အဲ့ဒီကနေငွေတွေထည့်ခိုင်းတာပေါ့အစားတော့အမြတ်ရာဂိုင်းနှုံးနေ ပေးနေတော့အော်မစိုးပေါ်သူလဲ KBZ ဝန်ထမ်းဆိုတော့မလိန်လောက်ပါဘူးဆိုပြီးလူတွေကိုငွေအများကြီးထည့်တယ်ဒီမလ28ရက်နေ့ငလင်ဖြစ်ပြီးတော့မှငွေတွေအားလုံးလိန်သွားတာလို့ကိုရိုင်းလဲလိန်နေခံရသူတောင်းကသတင်းဌာနကိုပြောပါတယ်လက်ရှိမှာငွေကြေးလိန်လဲသူစစ်ပေါ်အပြည့်စုံတဲ့ဇနီးတသက်စော်တို့က Facebook account တွေကိုပါဖျက်ပြီးထွက်ပြေးတင်းရှောင်နေကြောင်းမယန်းကုန်းမြို့နယ်ရှိစစ်ပေါ်အပြည့်စုံရဲ့မိဘအိမ်ကိုတွားရောက်မိမြန်တော်လဲတာဝန်ယူမှုမရှိကြောင်းစစ်ပေါ်ရဲ့မိဘတွေကရဲမှုစော်ထုံးနဲ့ကြောင်းစီယာမှာမြင့်မြင့်ခိုင်လို့ဖြစ်ကြောင်းသိရပါတယ် ငွေကြေးလင်လဲသူပန်ဝင်တန်တသက်စော်ကကိပိစက်ပန်မှာမယုံမသားလှုပ်ဆောင်မှုနဲ့အမှုဖွင့်ခံခဲ့ရဘူးသူဖြစ်ကြောင်းသိရပါတယ်။သတင်းဌာနကတော့အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးကိပိစက်ပန်ကိုဆက်သွယ်မိမြန်ဖို့စူးစမ်းနေတော့လဲဘသူကမှတာဝန်ယူခံဖြေရှင်းတာမျိုးမရှိဘူးလို့ဖော်ပြပါရှိပါတယ်ရှင်။